ဇီယာတက်ကအာဆင်နယ်ကိုမျက်ခုံးလုတ်စေခဲ့တဲ့တကင်ကြီးယူနိုက်တက်မန်ချက်စတာနဲ့တင်းကလက်တလောစီစဉ်ပြနေပါတယ်ဆိုတဲ့ Brighton တင်းကိုအင်္ဂွင်း Old Trafford မှာ၄ဂိုးနှဂိုးနဲ့အပြတ်တက်နိုင်ခဲ့ပြီး၃ဘွဲ့ဆက်နိုင်ပွဲမှာတန်းကိုခိုင်မာစွာရယူနိုင်ခဲ့ပါတယ်ဒီနေ့မွေးကြွေးပွဲကြီးတက်တဲ့တင်းကလက်ရှိ Premier League အမှတ်ပေးစရာရဲ့အစဉ်လေးနေရာထိကုန်တက်လာနိုင်ခဲ့ပြီး Flossing ကမဲ့တင်းဒီထဲမှာခိုင်မာပြန်လည်နေရာယူနိုင်ခဲ့ပါတယ်မန်ယူနိုက်တက်တင်းကပွဲကိုစတင်ကလေးက Brighton တင်းကိုခြေစုံရောက် PR ပေးမှုမှာပါတတိယတသာအသာစီးရယူကစားနိုင်ခဲ့ပါတယ် အာနနေတဲ့ကိုင်းလိုင်ပိုင်းကိုစနစ်တကျထိန်းချုပ်နိုင်ခဲ့ပြီးပထမပိုင်းမှာပဲတိုက်စစ်ကစားမကွန်ညာရဲ့လက်လပပကန်သွန်းလိုက်တဲ့ဦးဆောင်ဂိုးနဲ့တူပရက်ဇက်တစ်ကိုအားရစီခဲ့ပါတယ်။မကြာခင်မှာပဲတွေ့ကြုံရင်ဂိုးနဲ့လူကစ်စနရီရဲ့နောက်ထပ်ဂိုးတလုံးကပထမပိုင်းကိုနှကုတ်ပြဦးဆောင်မှုနဲ့ပြီးဆုံးစီခဲ့ပါတယ်။ဒီတင်းကိုတွေကယူနိုက်တက်ကစားမရီရဲ့ပွဲပေါ်အာယုံစူးဆိုင်မှုမြန်မာနေတာကိုပြသနေတဲ့ပြင်ကိုင်းလိုင်ခန်းစစ်ပိုင်းကပါဂိုးရဖို့တက်ကြွနေတာကိုတွေ့ရပါတယ်။ဒုတိယပိုင်းမှာလည်းယူနိုက်တက်တင်းရန်တိုက်စစ်အခြေအုံကမကြာဆင်းခဲ့ပဲတိုက်စစ်အတွဲဖြစ်တဲ့ဆက်စကိုနဲ့အမ်ဘူမိုရီရဲ့ပူးပေါင်းပါဝင်မှုကနေတင်းတတိယဂိုးကိုထပ်မံရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ယူနိုက်တက်တင်းကပြောင်းလဲတဲ့ချို့လောက်ခရရကနေ သူတို့ရဲ့တိုက်စစ်မှုအောင်ဖြစ်တဲ့ဒန်နီယယ်ဝက်ဘက်ရဲ့လပတဲ့ဖရီကစ်ကနေတစ်ဆင့်ဖရိုင်တန်ကိုချေပါကိုတကိုပြန်လဲပေးဆက်ခဲ့ရပါတယ်။ဒါပေမဲ့ယူနိုက်တက်တင်ကပွဲကိုအသာစီးပြန်လဲရယူနိုင်ခဲ့ပြီးပိုပီကန်ဒီချိန်မှာနေတဲ့စလုံးကတစ်ဖက်တကိုကြီးတမန်သွင်းယူခဲ့ကြတာကြောင့်ယူနိုက်တက်တင်ကပြပြသသားနိုင်ရရှိခဲ့ပေမဲ့ပေးစရာမှာရေးပါတဲ့နိုင်သုံးမှတ်ကိုရယူပေးနိုင်ခဲ့ပါတယ်။ဒီသုံးဝက်ဆက်နိုင်မှုကယူနိုက်တက်တင်တွေဘရီနာလီပလစင်ကောမဲ့တင်းစင်းနေကိုအားကောင်းစွာတွန်းပို့လိုက်တဲ့အချက်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နေ့တကအကောင်းဆုံးခြေစွမ်းနဲ့ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အာဆင်နယ်အသင်းတို့ကဒီရည်မှာဖလားတဲ့တင်းမှုအာဒီတာရဲ့နီစနစ်အောက်မှာအကောင်းဆုံးကြိုးစားနေချိန်မှာပဲအာဆင်နယ်တို့ကန်ဆိုးတဲ့ပြောရမလား ယူနိုက်တက်ကတော့ထိပ်တန်းခြေစုံကိုပြသပြီးဖလားပြိုင်မဲ့ဖြစ်ပြန်လဲရောက်ရှိလာခဲ့ပြီလို့ဆိုရမှာပါယူနိုက်တက်တင်းကလက်ရှိမှာလိထိပ်ဆုံးနေရာမှာရှိနေတဲ့အာဆင်နယ်တင်းနဲ့၃မှတ်ကွာကိုယာယီတက်လန်းလာခဲ့ပြီးဖလားစင်ကောင်းမဲ့တင်းနေဖြစ်အာဆင်နယ်တင်းကိုပြပြတတစင်ခေါ်တန်ပေးလိုက်တာလည်းဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်တို့တကယ်ကောင်းပြီးဖလားရဖို့အကောင်းဆုံးခွေရည်ဖြစ်နေတဲ့အချိန်မှာယူနိုက်တက်တို့ကမထင်မထားတဲ့ခြေစုံပြမှုကအာဆင်နယ်တင်းအတွက်စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်ဒီဘက်မှာမန်ယူနိုက်တက်တင်းရဲ့ကစားမတွေတကအများပြားကထူးခြားတဲ့ခြေစွမ်းတွေကိုပြသခဲ့ပါတယ်ဖက်စစ်ကစားမတွေကိုညာကသူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီး အထူးသဖြင့်တိုက်စစ်မှုအမ်ဘူမိုကလည်းခြေစွမ်းနဲ့ဇက်တိုက်ပြသလာနိုင်ခဲ့ပါတယ်။ဒီပေါ်ပြီးမှာအမ်ဘူမိုကလက်ရှိယူနိုက်တက်တင်းမှာဂိုးပောင်းဝင်ပတ်သက်မှုအများဆုံးဖြစ်လို့ထားသူဖြစ်လာခဲ့ပါတယ်။ဒါ့ပြင်လူငယ်ကုသမတိလက်မန်းကလည်းအတင်းကိုရောက်လာခြင်းကနေချုံပွဲရတာကိုခုချိန်ထိမသိရသေးပဲ။ယူနိုက်တက်တင်းရဲ့ခံစည်းကိုယုံကြည်မှုရှိအောင်ဦးဆောင်နေတာကိုတွေ့ရပါတယ်။ဒါ့ပြင်မှာယူနိုက်တက်တင်းရဲ့တိုက်စစ်တွေကဒီနေ့ပွဲမှာအကောင်းဆုံးခြေစွမ်းအနေနဲ့ဂိုးပောင်းဝင်ပတ်သက်မှုတွေအများဆုံးရရှိခဲ့တာကြောင့်မိပြတွေအားရစရာရလက်ဖြစ်ခဲ့ပြီးဒီခြေစွမ်းကဆက်တင်ထားနိုင်ရင်တော့ယူနိုက်တက်ကပရီးမီယာလိဘလတ်စင်ကိုပွဲပွဲမှာခိုင်မာစွာပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။ဒီမှာယူနိုက်တက်ကတော့အမှားကိုချက်ပြတ်တယ်